ယေရှုခရစ်တော်ဤနာမ၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တာပါတယ်။ဘုရားသခင်ရဲ့ကြီးစွာကိုချီးမွမ်းပါတယ်။ယုံကြည်ပါဆိုတဲ့အကြောင်းအရာအပြင်နှုတ်ကပတ်တော်ကိုဆင်ခြင်ခွာယူတာဖို့ဖြစ်ပါတယ်။သခင်ယေရှုကလက်ဝါးကတ်တိုင်မှာအတေခံပြီးတော့သုံးရက်မြောက်နေ့မှာ ရှင်ပြန်ထမြောက်ခဲ့ပါတယ်။သူ့ရဲ့ထမြောက်ခြင်းကိုခန္ဓာကိုပထမဦးဆုံးမြင်တွေ့ခဲ့ရတဲ့သူကတော့မာဂဒလာမာရီပဲဖြစ်တယ်။ ခုနှစ်ရက်နေမှာပထမနေ့ရက်ဖြစ်တဲ့တနင်္ဂနွေနေ့မနက်စောစောမှာမာဂဒရာမာရီကတင်းကျိုင်းတော်ကို သွားရောက်ခဲ့ပါတယ်။အဲဒီမှာ တင်းကျိုင်းတကားကပွင့်ပြီးတော့သခင်ယေရှုရဲ့အလောင်းတော်ကိုလည်းမတွေ့တဲ့အခါမှာကျမရဲ့တခင်ကိုတယောက်ယောက်ယူသွားပြီးပမာထားကြလည်းမတိဘူးဆိုပြီးတော့မှငုံကြွေးနေခဲ့ပါတယ်။အဲဒီခါမှာတခင်ယေရှုက"သူမရဲ့နောက်ကနေပေါ်လာပြီးတော့မှအချင်းမိမ့်မှ ဘာလို့ငိုနေတလဲဘသူ့ကိုရှာနေတလဲလို့မေးခဲ့ပါတယ်မာရိကတခင်ယေရှုကိုချက်ချင်းမသိခဲ့ပါဘူးအဲ့ဒါနဲ့တခင်ယေရှုကိုဥယျံစားလို့ထင်ပြီးတော့မှကျမရဲ့တခင်ကိုယူသွားတဲ့သူကသင်ဆိုရင်ဘမထားလဲဆိုတော့ကျမကိုပြောပြပါကျမပြန်ပြီးတော့ယူသွားပါမယ်လို့ပြန်ပြောခဲ့ပါတယ်အဲ့ဒါနဲ့တခင်ယေရှုကမာရီလို့ခေါ်လိုက်တယ်အဲ့ဒီကမှသာမာရီက သခင်ယေရှုကိုမတ်မိပြီးတော့အရှင်ဘုရားဆိုပြီးတော့မှပြေးဖက်ဖို့ရန်အတွက်လှုပ်ခဲ့ပါတယ်။ဒါပေမဲ့သခင်ယေရှုကခမည်းတော်စီကိုတက်ရအောင်မှဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့ကိုအရင်မဖက်ပါနဲ့ပြီးတော့မှသူထောင်းမြောက်ပြီးဆိုတဲ့အကြောင်းအရာကိုကြားပြောဖို့ရန်တော့အမိန်တော်ရှိခဲ့ပါတယ်။ဒါနဲ့မာကဒလာမာရိယလည်းတွားပြီးတော့သူမက တခင်ယေရှုကိုမင်းတွေ့ခဲ့တဲ့အကြောင်းတပည့်တော်တွေကိုကြားပြီးတော့ပြောခဲ့ပါတယ်။ အဲ့ဒီကမှာတပည့်တော်တွေကဘလို့တုံ့ပြန်ခဲ့ပါတယ်ရှင်မာကုခရစ်ဝင် အခန်းကြီး16အပိုင်းငယ်17ကိုရော်ဒီအသက်ရှင်တော်မူသည်ကို၎င်းမာရီဒီကိုရော်ကိုမြင်ရသည်ကို၎င်းသူတို့ဒီကြားလင်မယုံကြတပည့်တော်တွေက မာရီရဲ့စကားကိုမယုံကြည်ခဲ့ကြဘူးလို့နှုတ်ကပတ်တော်ကပေါ်ပြပါတယ်အဲ့ဒီနောက်မှာသခင်ယေရှုကအိမ်မောက်ရွာကို သွားတဲ့လမ်းမှာ နောက်တစ်ခေါက်ထပ်ပြီးတော့ပေါ်လာတာကိုမြင်တွေ့ရတယ်။ဒီနေရာမှာ တပည့်တော်နှစ်ယောက်ကခီးသွွားရင်းနဲ့အချင်းချင်းဆွေးနွေးနေခဲ့ကြတာဖြစ်တယ်။အဲ့ဒီမှာတခင်ယေရှုကပေါ်လာပြီးတော့မှဘာရီဆွေးနွေးနေကြတာလဲ။ဘာကြောင့်မလို့မျက်နှာညှိုးရင်ကြတယ်လဲလို့မေးခဲ့ပါတယ်။ဒါပေမဲ့သူတို့ကချက်ချင်းတခင်ယေရှုမှမတိခဲ့ပါဘူး။ဒါနဲ့သူတို့ဟာတခင်ယေရှုဟာကားတိုင်းမှာကိုမျက်ခံရတဲ့အကြောင်းတကြိုပြီး၃ရက်မြောက်တဲ့နေ့မှာ မိမတချို့ကအတင်းချိုင်းတော်ကိုစောစောသွားပြီးတော့ပခင်ယေရှုဟာရှင်ပြန်ထားမြောက်သွားပြီလို့ပြန်လာပြောကြတဲ့အကြောင်းဒါပေမဲ့အခုချိန်တည်းသူတို့ကတော့သခင်ယေရှုကို မမြင်ရသေးတဲ့အကြောင်းပြောဆိုကြတဲ့အခါမှာသခင်ယေရှုကလည်းမောရှိရဲ့ကျမ်းစာစပြီးတော့မှပရောဖက်ကျမ်းစာထဲမှာပါတဲ့ကျမ်းချက်ရဲ့အနက်အတိတ်တွေကို ရှင်းရှင်းလင်းလင်းသူတို့နောက်ကိုဟောပြခဲ့ပါတယ်ဒီလိုနဲ့ရွာကိုရောက်တဲ့အခါမှာမိုးချုပ်သွားတဲ့အတွက် သူတို့ကတခင်ယေရှုကိုသူတို့နဲ့အတူနေဖို့ရန်အတွက်သွေးဆောင်ခဲ့ပါတယ်။အဲ့ဒါနဲ့သူတို့ကစပွဲမှာအတူထိုင်တဲ့အခါမှာတခင်ယေရှုကမုံကိုယူပြီးတော့ဂျေဇုတော်ကိုချီးမွမ်းပြီးမှမုံကိုဖဲ့ပြီးတော့သူတို့နှစ်ယောက်ကိုပေးတဲ့အခါသူတို့နှစ်ယောက်ဟာမျက်စိပွင့်ပြီးတော့မှတခင်ယေရှုမှန်တည်သွားကြတော့တယ်။ဒါပေမဲ့ချက်ချင်းပဲတခင်ယေရှုကအဲ့ဒီနေရာမှာပျောက်ကွယ်သွားတဲ့အတွေ့အကြုံလို့ သူတို့နှစ်ယောက်ကလည်းချက်ချင်းထပြီးတော့မှဒီတည်င်းစကားကိုတပိတော်ရီစီကိုကြားပြီးတော့ပြောခဲ့ပါတယ်။ဒီခါမှာကောတပိတော်ရီကဘလို့တုံ့ပြန်မဲလို့ထင်ပါတယ်။မာကူအခန်းကြီး16အပိုင်းငယ်73သူတို့ဒီပြန်လာ၍အခြားသောတပိတော်တို့အားထိုတည်င်းကိုကြားပြောတော်လဲမယုံပဲနေကြ၏။ဒီခါမှာလည်းတပိတော်ရီကမာဂတလမာရီကိုမယုံတယ်လို့ပဲဒီလူနှစ်ယောက်ပြောတာကိုလည်းမယုံကြည်ခဲ့ဘူးဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့တခင်ယေရှုကတပည့်တော်တွေစုကိုဓာတ်ရိုက်ကိုတင်ပြပြီးတော့မှသူတို့ရဲ့မယုံကြည်တဲ့စိတ်သူတို့ရဲ့ခိုင်မာတဲ့စိတ်ကိုအပြစ်တင်ဆုံးမခဲ့တယ်ဆိုတော့ကိုမင်တွေ့ရတယ်ဒီနေရာမှာခိုင်မာတဲ့စိတ်လို့သုံးထုံးထားတယ် English ကျမ်းစာမှာဆိုရင်တော့ stubborn refusal လို့ပေါ်ပြတယ်ကောင်းမာတဲ့ငင်းဆန်ခြင်းလို့အတိတ်ပဲရတယ်အဲ့တော့မယုံကြည်တဲ့သဘောကငင်းဆန်ရာကိုရောက်ပါတယ် အချင်းချင်းအငင်းအခုံလုံးမှညင်းပေခြင်းမြောက်တာမဟုတ်ပါဘူး။မယုံကြည်တော့တာနဲ့ညင်းပေပြီးသားဖြစ်ပါလေ။တကြိမ်တပါသောတပည့်တော်တွေကမာကဒလမာရီရဲ့စကားကိုမယုံကြည်ခဲ့ကြဘူး။အခြားသောတပည့်တော်နေရောက်ကြားပြောတဲ့စကားကိုလည်းမယုံကြည်ခဲ့ကြဘူး။သူတို့မယုံကြည်ခြင်းရဲ့သဘောကတခင်ယေရှုထားမြောက်ပြီဆိုတာမဖြစ်နိုင်ဘူးလို့ညင်းပေလိုက်ခြင်းပဲဖြစ်ပါလေ။အဲ့ဒီကမှာတခင်ယေရှုက သူ့ရဲ့ထမြောက်ခြင်းကိုခံတာကိုကိုထင်ပြပြီးတော့မှသူတို့ကိုဆုံးမခဲ့တယ်။သူတို့ရဲ့ညှင်းပိတ်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းမင်းတို့မှာခိုင်မာတဲ့စိတ်ရှိတယ်ဆိုပြီးတော့မှပြစ်တင်ခဲ့တယ်ဆိုတော့ကိုမင်းတွေ့ရတယ်။အဲ့တော့ညှင်းပန်များတဲ့အခါမှာခေါင်းမာတဲ့သူဖြစ်သွားတတ်ပါလေ။ဖာရောဘရင်ကိုကြည့်ပါ။မောရှေနဲ့အာယုံကိုအချိန်ချင်းညှင်းပိတ်ခဲ့တယ်။နောက်ဆုံးသူ့ရဲ့ခေါင်းမာခြင်းကြောင့်ပဲသူ့ရဲ့အသက်ကိုတောင်ပေးဆက်လိုက်ရတဲ့အထိဖြစ်ခဲ့တယ်။ မိတ်ဆွေတင်ကကောင်းပါလေသူမဖြစ်ပါစေနဲ့ဒီကနေ့သခင်ယေရှုကပြောနေပါတယ်ငါ့ကိုယုံကြည်တဲ့သူကကေဒင်တော်မူခြင်းကိုရောက်မယ်မယုံကြည်တဲ့သူကတော့အပြစ်စီရင်ခြင်းကိုခံရမယ်ဒီအရာကကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့ဒီစာကြောင်းထဲမှာဘုရားတခင်ရဲ့မြစ်တာတော်ကိုကွက်ကွက်ကွင်းကွင်းမြင်ရတာဖြစ်တယ်ကေဒင်ခြင်းဆိုတာကကျွန်တော်တို့ကိုယ်တိုင်လှုပ်ယူလို့ရတဲ့အရာမဟုတ်ပါဘူးဒါကြောင့်မို့လို့ကေဒင်ခြင်းဟာ ဘုရားသခင်ဘက်ကပြုတ်ပေးတဲ့ဂျေဇုတော်တသက်ဖြစ်ပါတယ်ဒီဂျေဇုတော်ကိုမငင်းလိုက်ပါနဲ့မိတ်ဆွေညင်းတယ်ဆိုတာကမယုံကြည်ခြင်းပါပဲမယုံကြည်ခြင်းကလည်းတပြေးပြေးခိုင်ပါတဲ့စိတ်ကိုဖြစ်လာစေနိုင်ပါလေအဲ့ဒီစိတ်ကလည်းနောက်ဆုံးငရေတကားဝရောက်တိတိုင်အောင်ကျွန်တော်တို့ကိုခိုင်ပါစေတတ်ပါလေဒါကြောင့်မို့လို့နောင်တရပါနှုတ်ကပတ်တော်အပေါ်မှာယုံကြည်ခြင်းရှိပါပရမအူဆုံးအနေနဲ့သင်ယုံကြည်ရမှာကယေရှုခရစ်တော်ဟာ ျွန်ုပ်ရဲ့အသက်တခင်ကေဒန်ပိုင်ရှင်ဖြစ်တယ်လို့ယုံကြည်ဝန်ခံရမှာဖြစ်တယ်။ပြီးတော့ဘုရားတခင်ရဲ့နှုတ်ကပတ်တရားစကားကိုလည်းယုံကြည်ပါ။တမန်ကျမ်းစာထဲမှာကျွန်တော်တို့ဘလို့အသက်ရှင်ရမလဲဆိုတဲ့အချက်တွေဘုရားတခင်ရဲ့ဂတိတော်တွေကောင်းကြီးမင်္ဂလာတွေစသဖြင့်အကုန်လုံးပါဝင်တာဖြစ်ပါတယ်။ကျွန်တော်တို့လူတွေကိုကေဒန်ချင်းရရှိုံတာမကဘူး။တမန်တရားကိုတီးဖို့ရန်အတွက်လည်းဘုရားတခင်ကအလိုတော်ရှိတာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ ယေရှုကိုလည်းယုံကြည်ပါနှုတ်ကပတ်တော်ကိုလည်းယုံကြည်ပါသင်ကအဲ့ဒါကိုယုံကြည်ပြီးတော့လက်တွေ့လိုက်လျှောက်တယ်ဆိုရင်တော့နှုတ်ကပတ်တော်ရဲ့အကျိုးနှုတ်ကပတ်တော်ရဲ့တကူနဲ့ကောင်းကြီးမင်္ဂလာကိုသင်ကိုယ်တိုင် ခံစားမှာဖြစ်ပါတယ်မယုံကြည်ဘူးဆိုရင်တော့နှုတ်တော်ထွက်စကားကိုညှင်းပေတဲ့အတွက်ဘုရားတခင်ရဲ့ဆုံးမဖြစ်တင်ခြင်းကို ခံရနိုင်ပါတယ်ဒါကြောင့်မို့လို့ခြေရတဲ့ညီကောင်မတို့သင်ဟာခိုင်မာတဲ့စိတ်တဘောမရှိစေဘဲနဲ့ ယေရှုခရစ်တော်ကိုတဘောတူဝန်ခံခြင်းအပြင်ယုံကြည်ခြင်းရှိတော်သူဖြစ်ပြီးတော့မှဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့နိုင်မယ့်အကြောင်းဝေငှပါတယ်။အယောက်စီတိုင်းပေါ်မှာဘုရားရှင်အထူးကောင်းချီးပေးပါစေ။